ဒီဟာကလည်းအသုံးများပါတယ်ပေါ့နော်တည်ထားဖို့လည်းလိုအပ်တယ်လို့ယူဆတယ်ကြည်လည်ရအောင်နော်ဥပမာအဖြစ်ကျွန်တော်ကတိတ်မမောင်းတတ်ဘူးကျမတီအလုတ်တိတ်မလုတ်တတ်ဘူးကျွန်တော်ထိုင်းစကားတိတ်မပြောတတ်ဘူးပေါ့နော်ဒီတိတ်မတတ်ဘူးဆိုတဲ့စကားလုံးကိုထိုင်းလို့ဘယ်လိုသုံးလို့ရလဲဆိုတာကိုအတူတူကြည့်မယ်နော်ဟုတ်ပြီတိတ်မတတ်ဘူးကိုကျွန်တော်တို့ထိုင်းလို့မိုက်ခွိုင်ပင်လို့သုံးတယ်နော်မိုက်ခွိုင်ပင်မိုက်ခွိုင်ပင်မိုက်ခွိုင်ပင် ဟုတ်ပြီเนาะဒီစကလုံးကိုတဲ့ကျွန်တော်တို့ဒီပုံမှန်စာကြောင်းရဲ့အနောက်မှာထားပြီးတော့တုံးလိုက်ရုံပါပဲပေါ့เนาะဥပမာတုံးကြောင်းနဲ့ပြမယ်အဲ့ဒီတုံးကြောင်းပြီးရင်เนาะတေချာလေးရသွားမယ်လို့အာမခံနေရင်เนาะဟုတ်ပြီကြည့်လိုက်ရအောင် ကျွန်တော်ကားတိတ်မမောင်းတက်ဘူးပေါ့နော်အဲ့တော့ဒီနေရာမှာပုံမှန်စာကြောင်းကပါလေကျွန်တော်ကားမောင်းတယ်အနောက်မှာတိတ်မတက်ဘူးကိုထည့်ပေးလိုက်ရုံပဲဟုတ်ပြီနော်ကျွန်တော်ကားမောင်းတယ်တိတ်မတက်ဘူးအဲ့တော့ကျွန်တော်တို့စာကြောင်းတည်ဆောက်တဲ့အချိန်မှာကြည့်မယ်ပေါ့နော်ကျွန်တော်မြန်မြန်ပြောတဲ့အတိုင်းစာကြောင်းတည်ဆောက်တဲ့အချိန်မှာ subject verb object အဲ့လိုမျိုးတွားတယ်နော်အဲ့တော့ဒီနေရာမှာပြုလုပ်တဲ့လူကဘယ်သူလဲကျွန်တော်ဟုတ်တယ်နော်ကရိယာကပါလေဒီနေရာမှာကရိယာကမောင်းတယ်မောင်းတယ်ကကရိယာပြီးတော့ပါမောင်းတာလေကား ကာက object အတော့ပါရင်ရေးမှာလေဒီနေရာမှာကျွန်တော်တို့ကျွန်တော်ကိုအရင်ရေးမယ်မောင်းတယ်ကိုဒုတိယနေရာမှာရေးမယ်ပြီးတော့ကားကိုတတိယနေရာမှာရေးမယ်ပြီးမှတိတ်မတက်ဘူးဆိုတဲ့စကားလုံးနော်မက်ခွိုက်ပင်ကိုအနောက်မှာထားပြီးတုံလိုက်ရုံပဲပေါ့နော်အဲ့တော့ကျွန်တော်ကိုထိုင်လို့ผมเนาะမောင်းနေဆိုရင် cup ကားကိုကြတော့ road ผมขับรถจะเนาะเมาในกาบ่เนาะจนกาเมาในอันเอามาไม่ค่อยเป็นเลยแท้ไล่ได้เนาะเออตะบอกาจนกาเต็มเมาตับปูสวยได้เป็ดผิดตัวละยามเนาะไม่ค่อยเป็นสวยเต็มตับปูเลยเนาะผมขับรถไม่ค่อยเป็นจนกาเต็มเมาตับปูเอาไปเนาะเสร็จตัวแม้นอกตะคู่ตาแลไอ้หนูမျိုးเบ้อเมดันสาจ้องตีซาปงโกกางแท้แท้ทาพูโลอะเมจม้าตีอลุโกเต็มมะลุตับปูเอาไปเนาะจม้าตีอลุโกเต็มมะลุตับปูเออตะบิโลผิดตัวมาเลย ပြုလုပ်တဲ့လူကဘာတူလဲကျမဟုတ်တယ်နော်ကရိယာကပါလဲလုတ်ဒီပါကိုလုတ်တာလဲဒီအလုတ်နော်အဲ့လိုမျိုးဖြစ်သွားမယ်ကျမလုတ်တယ်ဒီအလုတ်ပြီးမှနောက်မှာတိတ်မတက်ဘူးကိုထည့်မယ်နော်ကျမကိုฉันလုတ်တယ်ทําဒီအလုတ်ငานนี้ဆိုတာကဒီအလုတ်နော်အာတိတ်မတက်ဘူးကိုမခွိုက်ပင်ချမ်းทํางานนี้မခွိုက်ပင်จะมาติအလုတ်ကိုတိတ်မလုတ်တက်ဘူးဆိုတဲ့ပုံစံပါ ညမယ်နော်ဟုတ်ပြီနောက်ဆုံးတကြောင်ကြည့်မယ်နော်ကျွန်တော်ထိုင်းစကားသိမပြောတတ်ဘူးပေါ့နော်အဲ့တော့ဒီနေရာမှာပြုလုပ်တဲ့လူကဘာတူလဲကျွန်တော်နော်ဒီကရိယာကပါလဲပြောဒီဟုတ်တယ်နော်ပြီးတော့ပါကိုပြောတာလဲ object ကထိုင်းပါတာစကားဟုတ်ပြီစာကြောင်းတိဆောက်လိုက်တဲ့အချိန်မှာကျွန်တော်ပြောဒီထိုင်းပါတာစကားနော်ဒီလိုမျိုး subject verb object ဖြစ်သွားမယ်ပြီးတော့နောက်မှာသိမတတ်ဘူးကိုထည့်သုံးလိုက်ရုံပဲကျွန်တော်ကို phone ปียวดีพูดไทยปราสกาภาษาไทยเนาะแต่มาตับอูไม่ค่อยเป็น ผมพูดภาษาไทยไม่ค่อยเป็น ရမယ်เนาะဒါဆိုရင် Mac ခွိုက်ပင်နဲ့ပတ်သက်ပြီးတော့တေချာလေးတုံးတက်သွားမယ်လို့ထင်ပါတယ်เนาะဆက်ပြီးတော့စူးစမ်းသွားပါထပ်ပြီးမှအဲ့လိုမျိုးသိချင်တာရှိတယ်ဆိုရင်လည်း comment မှာမေးထားလို့ရပါတယ်အကယ်၍တင်တန်းတက်ချင်တယ်ဆိုရင်လည်းကျွန်တော်တို့စီမှာပတ်လေးရနဲ့ level 1ကိုစပြီးတက်လို့ရပါပြီပေါ့เนาะအခြေခံစာပိုင်းစကားပိုင်းအားလုံးအခြေခံကနေစပြီးတော့တင်မိမဲ့တင်တန်းပါဒီလကုန်တရနေ့ဆိုရင်စပါပြီเนาะအမြန်ဆုံးအနံ့လို့ရပါပြီအသေးစိတ်ကို patient messenger မှာမေးမြန်းပေးပါเนาะဒီ video ကတော့အနေနဲ့အများကြိုးရှိမယ်လို့ထင်ပါတယ်နောက် video โอมาสับิโอตัวปามเนาะผมเจมส์สวัสดีครับ